ပြားရည်တောက်တော့မယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောပြမယ်အချက်၄ချက်ကိုမဖြစ်မနေသိထားဖို့လိုအပ်ပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒေါက်တာတီဟန်ထုံးပဲဖြစ်ပါတယ်ဟောဒီနေ့မှာကျွန်တော်ဘာအကြောင်းအရာလေးကိုပြောပြမလဲဆိုလို့ရှိရင်အဲဆေးဘက်ဝင်တဲ့ပြားရည်ကိုတောက်တော့မယ်ဆိုလို့ရှိရင်မဖြစ်မနေသိထားသင့်တဲ့အချက်၄ချက်အကြောင်းကိုပြပြပေးတော့မှာဖြစ်ပါတယ်เนาะအဲ့တော့ကျွန်တော်ရဲ့ channel လေးကနေပြီးတော့ဒါကြိုးရှိတဲ့ဗီဒီယိုလေးတွေကိုအမြဲတမ်းဆက်ပေးနေတာဖြစ်တဲ့အတွက်ကြောင့် အမြဲဆောင်မျောအားပေးကြပါ။အော်ဒီနေ့ကောင်းစဉ်ကပြားရည်အကြောင်းပေါ့နော်။အဲ့တော့ပြားရည်ရဲ့အကောင်းကျိုးတွေကိုကျွန်တော်ဗီဒီယိုလေးတက်တက်တင်ပေးသွားမှာဖြစ်ပါတယ်။အော်ဒီနေ့ကကြတော့ဒီပြားရည်ကိုတောက်တော့မယ်ဆိုလို့ရှိရင်မဖြစ်မနေသိထားတဲ့အချက်၄ချက်ပေါ့။အဲ့တော့အရင်ဆုံးပြားရည်အကောင်းကျိုးဘာတွေရှိလဲ။ကျွန်တော်အချင်းချင်းပြပြပေးသွားမှာဖြစ်ပါတယ်။အဲ့တော့ပြားရည်ဆိုတာကအာဟာရစုံနေအာဟာရဓာတ်တွေများတယ်။နောက်တစ်ခုကအားဖြစ်စေတယ်။အဲ့ပြီးလို့ရှိရင်ဒီအနာကျက်တာအများကြီးတယ်။အားကြောင့်မလို့အဲ့တချို့ရကြားဖို့မှထင်တယ်ပြားကော်ရည်ဆိုပြီးတော့ ဒါအနာကျက်တာကိုမြင်စေတယ်။အဲပြီးတော့ဒီချောင်းဆိုးတဲ့နေရာမှာလည်းပဲဒီချောင်းဆိုးတဲ့ဝေဒနာကိုတတ်တာစီတယ်။ပြောမှဆိုလို့ရှိရင်တော့သူ့ရဲ့ကောင်းကျိုးတွေကအများကြီးရှိတယ်။ဟုတ်ပြီအဲ့တော့ဒီလိုကောင်းကျိုးများတဲ့ပြားရည်ကိုတောက်တော့မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတိထားတဲ့အချက်တွေကတော့အများကြီးရှိတာပေါ့နော်။အဲ့ထက်မှအချက်လေးချက်မှပထမအချက်အနေနဲ့ကကြတော့ဒီပြားရည်ကိုကလေးသူငယ်တွေကိုလုံးဝမတိုက်သင့်ဘူး။အဲ့တော့ကလေးသူငယ်ဆိုတာကဘယ်အသက်အရွယ်လဲဆရာ။အဲ့တော့တိတိကျကျပြောရမယ်ဆိုလို့ရှိရင် တစ်နှစ်အောက်ကလေးတွေကိုလုံးဝမတိုက်သင့်ဘူး။ဘာဖြစ်လို့လဲဆိုတော့ဒီအသက်တစ်နှစ်အောက်ကလေးတွေကပြားရည်တောင်းမိမယ်ဆိုလို့ရှင်ဒါဖြစ်နိုင်ကြီးတော့အရင်နဲ့တယ်။ဒါပေမဲ့ဘာဖြစ်တယ်လဲဆိုလို့ရှင်ဒီတစ်နှစ်အောက်ကလေးတွေကိုသာပြားရည်တိုက်လိုက်မယ်ဆိုလို့ရှင် infant botulism လို့ခေါ်တဲ့ဒီအခြေအနေဖြစ်နိုင်တယ်။အဲ့ဒါကဘာလဲဆိုလို့ရှင်ဒီတစ်နှစ်အောက်ကလေးတွေမှာဥနဲ့ပတ်သက်ပြီးတော့ဒါယောဂါဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့အခမ်းမသိရင်အပြားကြီးမှာပါတဲ့ကျွန်တော်တို့ဒီဘက်တီးရီးယားရှိတယ်နော် အဲ့တော့ infant botulism ကိုဖြစ်စေတဲ့ဘာ bacteria လဲဆိုလို့ရှိရင် Clostridium botulinum အဲ့တော့ဒီ Clostridium botulinum ကဘာဖြစ်တတ်လဲဆိုလို့ရှိရင်သူကကလေးရဲ့ဥထဲမှာပောက်ပွားပြီးတော့ expose ကနေတဆင့် bacteria တွေကဘာဖြစ်လဲဆိုလို့ရှိရင်ကလေးအတွက်အန္တရာယ်ရှိတဲ့ဒီအဆိတ်ကိုထုတ်တယ်အဲ့ဒီအဆိတ်ကကလေးကိုဥလန်းချောင်းဆိုင်ရာပြဿနာတွေဖြစ်စေတယ်အဲ့တော့ဒါရှားတော့ရှားတယ်ဒါပေမဲ့ဖြစ်တတ်တယ်သဘောရှိရအတွက်ကြောင့်ကိုယ့်ရဲ့ကလေးလေးတွေတနည်းအောက်ကလေးဖြစ်နေမယ်ဆိုလို့ရှင် ပြရည်လုံးဝ မတိုက်သင့်ဘူးဒါပထမဆုံးအချက်ဖြစ်ပါတယ်เนาะဒုတိယအချက်အနေနဲ့ကကြတော့ဒီပြားရည်ကကိုကစီးကျုပ်ရောဂါရှိနေတယ်ဆိုလို့ရှိရင်စီးကျုပ်မထိန်းနိုင်ဘူးဆိုလို့ရှိရင်မတောက်သင့်ဘူးဘာဖြစ်လို့လဲဆိုတော့ပြားရည်ကအချိုတက်များတယ်အဲသူမှဆိုလို့ရှိရင်ဒီအဓိကအဖြစ်ဂလူကို့စ်နဲ့ဖရက်တိုစ်လို့ခေါ်တဲ့တခြားဓာတ်တွေပါဝင်တယ်အဲ့တော့ကိုကစီးကျုပ်မှန်နေတယ်စီးကျုပ်ကောင်းကောင်းထိန်းနိုင်ပြဿနာမရှိဘူးဒါတော့မှကျွန်တော်အများကြီးတောက်လို့မရအောင်ဘာဖြစ်လို့လဲဆိုတော့ပြားရည်မှာကအချိုတွေအများကြီးပါလို့ဖြစ်ပါတယ်အဲ့တော့ကိုကစီးကျုပ်ကိုမထိန်းနိုင်ဘူး အချင်းလိုက်တိုင်းမှာ900 600ဖြစ်နေတဲ့လူတွေကပြားရည်ကိုမတောက်သင့်ပါဘူးเนาะစီးကျုပ်ပြန်ပြီးတော့မှန်သွားမှသာပြားရည်ကိုတောက်သင့်ပါတယ်အဲတောက်တဲ့ပမာဏကလည်းဆရာအောင်နဲ့တိကျတိုင်ပင်ပြီးမှတောက်ရမှာဖြစ်ပါတယ်เนาะအဲဒုတိယချက်ဖြစ်ပါတယ်စီးကျုပ်ယောဂရှိတယ်ဆိုလို့ရှိရင်ပြားရည်ကိုကျွန်တော်တိကျဂယူဆိုင်ပြီးတော့တောက်ဖို့လိုအပ်တယ်စီးကျုပ်ထိနိုင်တယ်ဆိုလို့ရှိရင်တော့ရိုင်းပြဿနာမရှိဘူးကျွန်တော်နည်းနည်းတောက်လို့ရတယ်အဲနည်းနည်းဆိုတဲ့ပမာဏကိုလည်းဆရာအောင်နဲ့တိုင်ပင်ဖို့တော့လိုအပ်တယ်အဲ့တော့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်က ီပြားရည်တောက်မယ်ဆိုလို့ရှိရင်ကိုစီးကြိုရဲ့ပမာဏကိုလည်းဒါပြင်ပြစစ်ဖို့ကလိုအပ်တယ်အားကြောင့်မလို့ကြောင်နဲ့တိုင်မင်းတင်တယ်ဟုတ်ပြီဒါကဒုတိယအချက်ဖြစ်ပါတယ်เนาะတတိယအချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီပြားရည်ကတချို့လူတွေမှာအခက်မသိရင်ဓမ္မတဲ့တာဖြစ်တတ်တယ်အားကြောင့်မလို့ကိုကဓမ္မတဲ့တဲ့ရာဇဝင်ရှိတယ်ဆိုလို့ရှိရင်ပြားရည်တောင်းရင်တတိထားဖို့လိုအပ်တယ်အထူးသဖြင့်ဒီပိုလန်နဲ့မတဲ့တဲ့လူတွေအပိုလန်ဆိုတာဘာလဲပေါ့နော်အပိုလန်ဆိုတာကဒါပြောရမယ်ဆိုလို့ရှိရင်ပန်းဝတ်ပုံဖြစ်ပါတယ်နော် တော့ပန်းရဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပါတယ်ဒီပိုလန်ဆိုတော့အစိပ်ပိုင်းကဘာလုပ်ပေးလဲဆိုလို့ရှိရင်ပန်းနေမျိုးပွားဖို့အတွက်သူကဒီကူညီပေးတာဖြစ်ပါတယ်เนาะအဲ့တော့သူတင်စားတဲ့စကလုံးရ spam ပေါ့နော်အဲ့တော့ pan ရဲ့ spam လို့တော့အတင်စားကြတယ်အဲ့တော့ပြောမယ်ဆိုရင်မျိုးပွားတဲ့နေရာမှာအသုံးပြုတဲ့အစိပ်ပိုင်းဖြစ်ပါတယ်တချို့တွေကအဲ့ဒီအဟာကိုပိုလန်ကိုမတည့်ဘူးပတ်ဝန်းကိုမတည့်ဘူးအဲ့တော့ကိုကပိုလန်မတည့်တဲ့ရာသီဝင်ရှိတယ်အဲပိုလန်ဆေးကိုတောက်လိုက်တယ် ပိုလန်အားစေ့သွားလိုက်တယ်မတည့်ဘူးဆိုလို့ရှိရင်ပြားရည်နဲ့လည်းမတည့်တာဖြစ်ကောင်းဖြစ်နိုင်ပါတယ်အဲဒါကြောင့်မလို့ကိုကပိုလန်မတည့်တဲ့ရာဇဝင်ရှိတယ်ဆိုလို့ရှိရင်ပြားရည်တောက်တဲ့ခါမှာသတိထားဖို့လိုအပ်ပါတယ်ဆရာအောင်နဲ့တိုင်ပင်ပြီးမှတောက်ပါလို့ပြောချင်ပါတယ်အဲဒါတော့တတိယချက်ဖြစ်ပါတယ်နောက်ဆုံးချက်အနေနဲ့ကကြတော့ဒါကိုကဝိတ်ရှော့နေတဲ့လူတွေအတွက်ပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပြားရည်ကအချို့တက်အရင်များတယ်နည်းနည်းပဲဆိုပြဿနာမရှိအဲတချို့တွေကပြားရည်ကအားရှိတယ်အာဂျင်ဆော့ပြီးပြီးအလစ်ချင်းငိုင်းလောက်ပြီးပြီးအားရှိအောင်ဆိုပြီးတော့ပြားရည် အများကြီးစားလိုက်တယ်ပေါ့နော်အဲတောက်လိုက်တယ်ပေါ့အဲ့တော့ဘာဖြစ်လဲဆိုလို့ရှိရင်အချိုတက်တွေများပြီးတော့ဒါဝိတ်ချတဲ့နေရာမှာနှောက်ယှက်ဖြစ်နိုင်တယ်နော်အဲ့တော့ကိုကအပြားရည်ဒီကယ်လိုရီများတယ်အချိုတက်များတဲ့အတွက်ကြောင့်ပြားရည်တောက်မယ်ဆိုလို့ရှိရင်ဝိတ်ချနေရလို့ဆိုလို့ရှိရင်တက်တိုင်းများတော့ရှောင်သင့်ပါတယ်လို့ပြောချင်ပါတယ်နော်ဒါတော့၄ခုမြောက်အချက်ဖြစ်ပါတယ်အဲ့တော့ဒီ၄ချက်ကိုသတိထားဖို့လိုအပ်တယ်အဲနော်အဲ့တော့ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာပြားရည်ကိုကျွန်တော်တို့ကတောက်တော့မယ်အနေနဲ့ကြောက်တောက်မယ်ဆိုလို့ရှိရင်ပုံမှန်လိုတောက်နေတဲ့ ောက်တော့မယ်ဆိုလို့ရှင်ဘာတွေသိထားဖို့လိုရလဲဘလို့တောက်ရမလဲအဲ့ဒါတော့လည်းကျွန်တော်ထပ်ပြီးတော့ပြပြပေးမယ်အဲ့တော့ပြားရည်ကကျွန်တော်တောက်တဲ့အခါမှာနေတိုင်းတောက်လို့ရလားဆိုလို့ရှင်ဒီပုံမှန်အလူတစ်ယောက်ကပုံမှန်ကျမ်းမာတဲ့လူတစ်ယောက်ကစီချိုရောကလည်းမရှိဘူးဘောကခံကြီးမှမရှိဘူးဆိုလို့ရှင်ပုံမှန်ကျမ်းမာတဲ့ရေရောက်တဲ့လူတစ်ယောက်ကပြားရည်တောက်မယ်ဆိုလို့ရှင်ဒီလက်ဖက်စားစွန်းနဲ့တနေ့ကိုတစ်စွန်းလောက်ကတောက်လို့ရတယ်နော်လက်ဖက်စားစွန်းနဲ့တနေ့ကိုတစ်စွန်းနေ့တိုင်းတောက်သွားလို့ရတယ်အဲကိုကအားစိမတောက်ချင်ဘူး ပြားရည်တောက်ချင်တယ်ဆိုလို့ရှိရင်အခုကျွန်တော်ပြောသလိုမျိုးတနေ့ကိုပြားရည်တစ်စုံနေ့တိုင်းတောက်လို့ရပါတယ်နောက်တစ်ချက်ကပြားရည်ကိုကျွန်တော်တို့ကနော်ဒီစူပွက်အောင်စူပွက်အောင်မလုပ်သင့်ဘူးအာဘာဖြစ်လို့လဲဆိုတော့ပြားရည်ကအပူချင်းအရန်များသွားမယ်ဆိုလို့ရှိရင်သူကနော်60 degree centigrade ကိုကြော်သွားတာနဲ့အပြားရည်ကပြက်စီးသွားနိုင်တယ်သူမှပါတဲ့အဟာရဓာတ်တွေဆုံးရှုံးသွားနိုင်တယ်အဲဒါကြောင့်မလို့ပြားရည်ကိုစူပွက်အောင်အပူမပေးသင့်ဘူးနောက်တစ်ချက်ကကြာတော့ဒီပြားရည်ကိုတင်းစေတဲ့နေရာမှာကျွန်တော်တို့ကဒီလုံအောင် ပိတ်ထားဖို့လိုအပ်တယ်အဲ့တော့ပြားရဲ့ပလင်သေချလုံအောင်ပိတ်ဖို့လိုအပ်တယ်เนาะပြီးလို့ရှိရင်တနင်္လာနေ့ဒီနေအောင်ကြီးနဲ့ထိတွေ့လို့မရအောင်เนาะနေအောင်ကြီးနဲ့ထိတွေ့ထိတွေ့ဖို့အာထိမထိတွေ့အောင်လို့ကျွန်တော်ဈေးထားဖို့လိုအပ်ပါတယ်เนาะဒါဒီချက်တွေအာ view site ဖို့လိုအပ်တယ်နောက်ထပ်အချက်ကပြောမယ်ဆိုရင်တော့ဒီပြားရဲ့ကအကောင်းဆုံးကတော့ဒီတဘာဝပြားရဲ့ပေါ့เนาะတကယ်ပြားရဲ့စစ်စစ်ကိုသုံးတာတော့အကောင်းဆုံးဖြစ်ပါတယ်เนาะဒါဒီချက်လေးတွေသတိထားဖို့အလိုအပ်ပါတယ်เนาะအဲ့တော့ကိုကတကယ်စီယောဂါရှိရဆိုလို့ရှိရင်เนาะပြားရဲ့ မတောက်သင့်ဘူးထိမ့်နိုင်တယ်ဆိုလို့ရှိရင်စီချိုရောကထိမ့်နိုင်တယ်ဆိုလို့ရှိရင်တော့လေဒါဆရာောင်းနဲ့တိုင်ပြီးတော့ချိန်ပြီးတော့တောက်လို့ရပါတယ်နော်ပုံမှန်လူကောင်းတယောက်ကကြတော့ဒါကျွန်တော်ပုံမှန်နေ့တိုင်းပြားရည်ကိုတစုံလက်ဖက်စားသုံးနဲ့တစုံနေ့တိုင်းတောက်သွားလို့ရပါတယ်အဲ့တော့ဗီဒီယိုလေးကိုအဆုံးလေးကြည့်ပြီးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်အသိကျင်တာရှင်လည်းကွန်မန့်မှာမေးလို့ရပါတယ်ကျွန်တော်တက်နိုင်များတော့ဖြေပေးပါတယ်မဖြစ်ပေးနိုင်တာရရှိခဲ့လို့ရှိရင်လည်းနောက်ဗီဒီယိုလေးတွေမှာအကျွန်တော်တင်ဆက်ပေးပါတယ်အဲ့တော့ channel လေးကိုအမြဲ ဆောင်ရအားပေးကြပါအောင်လို့ပြောရင်းနဲ့ဗီဒီယိုလေးကိုဒီကုန်းချုပ်ပြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်